ဒီနေ့ကတော့ GED test ပါပါဝင်တဲ့ RRA subject ရဲ့နော် recommendation question တွေကိုဘယ်လိုဖြေသွားမလဲဆိုရဲ့ set strategies လေးတွေကိုတခြားပြပြပါဦးမယ်ပေါ့နော်အာသူကစုပေါင်းတော့ RRA reading comprehension မှာခု40ရှိတယ်အဲ့ဒီမှာ အာ language and convention ရဲ့ပြီးတော့ literary test ရဲ့ပြီးတော့ information test ရဲ့ဆိုပြီးသုံးခုရှိရပါတော့အခုဒီကောင်က literary test ကို focus လုပ်မှာဖြစ်ပါ literary test ဆိုတော့ fiction ပေါ့နော်အာဝိထုလိုဟာမျိုးလေးစာပိုက်လေးတွေပေါ်မှာခြေခံပြီးတော့ဟာမိဝါမဲ့ question တွေဘယ်လိုဖြေမလဲပေါ့နော်အဲ့တော့အာဆမားတို့ဒီ ကြည့်လိုက်လို့ရှိရင်အခု survive ကိုကြည့်လိုက်ရင် the secret note တဲ့ဆိုတော့ survive လေးပေါ့နော်ဒီ survive လေးက yeah topic ကိုတွေ့မယ်ပေါ့နော် topic ကအရေးကြီးပါတယ်ဘာလို့လဲ topic က imagine uh, sorry expect လောက်လို့ရရပေါ့နော်ဘာအကြောင်းကိုပြောတာဖြစ်မလဲဆိုတော့ secret note လေး flow message လေးပေါ့နော် flow စာလေး flow စာလေးအကြောင်းကိုပြောတာ flow စာလေးကအရေးကြီးတဲ့အကြောင်းပြောတာ flow စာလေးက လဲအစွဲစာလေးကိုလိုက်ရှာနေရလားအစွဲစာလေးကြောင့်အနေရှိတာကိုပြောတာလားပေါ့နော်အဲ့တော့ဒီမှာမသိရဲ့စကလုံးနေဆိုရင်လဲသူကအာမှတ်စာရဲ့နီးနဲ့နော် guess word နဲ့ဒီ contest ကိုအခြေခံပြီးတော့ခန့်မှန်းလို့ရတယ်ပေါ့နော် guess word ကလည်းရေးကြည့်ပါရဲ reading comprehension ပါနော်အဲ့တော့ဘာဖြစ်မလဲဘာဖြစ်မလဲလို့ထင်တယ်ဆိုတော့ ဒါလေးကိုမှန်းကြည့်လို့ရတယ်ပေါ့เนาะဆင်မတ်ကိုဒီမှာစာပိုင်းရှိရယ်เนาะပြီးတော့ question ရှိရယ်ပေါ့เนาะအဲ့တော့ um clearo က reading comprehension လုပ်တဲ့အခါမှာစာပိုင်းကိုအရင်ဖတ်လား question အရင်ဖတ်လားရောသမီးကျောင်းသားတွေကစာပိုင်းကိုဖတ်တယ်ပြီးတော့မှ question ဖတ်တယ်အဲပြီးတော့စာပိုင်းကိုလာပြန်ဖတ်တယ်အဲ့တော့၃ခါဖြစ်တယ်ပေါ့เนาะ၃ခါဖြစ်တော့ traffic ကလည်းဝက်ပြေးလိုက်ဒီဘက်ပြေးလိုက်နေဆိုအချိန်ပိုကြတယ်အဲ ဖြေရှားရလဲခက်တယ်ပေါ့နော်ဆရာမရဲ့နီးကတော့ question လေးကိုအရင်ဖတ်ပါတယ်အာ question number 1က theme ကိုမေးတာပါเนาะအဲ့တော့ဒီမှာတော့မိကမှာတော့ဒီ theme နေပါတယ်မပါဘူးဒါ practice လောက်တာဆိုတော့သိအောင် blue question type လဲဆိုတော့ theme ဆိုတာပါလဲဆိုအဓိကအကြောင်းရတာပေါ့နော် what is the central theme of this passage တဲ့ဒီ passage ရ central theme ကတဲ့အဓိကအကြောင်းအရမှာပဲเนาะအာ အများသောအားဖြင့်တော့ central theme ဒါသူကအဲနောက်ဆုံးမှပဲဖြည့်ရတာပေါ့နော်နောက်ဆုံးမှဖြည့်ရဆိုဒါလေးကိုထားခဲ့မယ် number 2က plot or event လေနော်အာဇလန်းဇက်ကွက်မီရာ what event changes maria's perspective maria ရဲ့အတွေးအမြင်ပြောင်းလဲစေနေရာပေါ့နော်ဘယ် event လဲတဲ့နော်ဘယ်ဖြည့်ရကပြောင်းလဲစေရလဲနော်အဲ့တော့ဒီမှာ keywords တွေမြင်တာထားတယ် keywords တွေအဓိကပဲပေါ့နော် keywords ကို သိရင်ရှာရတယ်အော် Maria perspective ကိုလိုက်ရှာမှာပေါ့နော် perspective ဆိုရင်စကလုံးမဟုတ်ရင်တော့ perspective လို့ဟာမျိုးပေါ့သူ့ကိုအစိတ်ကိုပြောင်းလဲစေတယ်ဟာနော်အာ ia ဆိုတော့ she remember her grandmother's cooking အာအမေရဲ့ sorry အဖွားရဲ့အင်းချက်တာကသူ့ကိုပြောင်းလဲစေရယ် she finds an old plate အာဂွန်ကကဟောင်းကပြောင်းလဲစေတာ she discover and no written by her grandmother အာသူ့အဖွာရဲ့စာလီယာသူ့ပြောင်းလဲစီရာဒီကတော့ she plans her trip to the city အမြို့ကိုသွားတဲ့ဒီကသူ့ပြောင်းလဲစီရာဖះဖြစ်မလဲပေါ့နော်ဒီထဲကနေအမ်ဟိုဟာကျွေးရမှာပေါ့နော်အဲ့ခါကျ elimination method ကလည်းအရေးကြီးတယ် elimination ဆိုတာမဖြစ်နိုင်တဲ့ဟာတွေဖယ်ထုတ်တာပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ common sense ကြီးလိုက်ရင်မဖြစ်နိုင်တာဖះရလဲဆိုတာကိုလည်း ဖမ်းမှလို့ရတယ်ပေါ့နော်အများကြီးတော့မဖတ်ဘူးနှစ်ခုပဲဖတ်မယ်ဖတ်လို့လဲဆိုတော့မမှတ်မိပါဆို3ရကျတော့ <laughs> uh, uh, so, create motivation create motivation reason ပေါ့နော် right? why does maria keep the umbrella ဘာလို့စာအိတ်ကို maria ကတင်ထားရတာလဲနော်အဲ့တော့ keep the envelope က keywords ပေါ့နော် a ရာသာ she plans to show it to her friends တငယ်ချင်းတွေကိုပြဖို့ b ရာသာ she feels strengthened by her grandmother's message ်ဖွားရဲ့ message ကို message ကသူ့အားဖြစ်စေလို့တင်ထားတာ။ Sia ja she believes it will prove her grandmother wanted her to leave the သူ့သူ့ထွက်သွားစေခြင်းနဲ့ prove သက်သေမှုလို့တင်ထားတာတဲ့။ Dia ja she thinks is valuable ဒါတမိုးရှိလို့တင်ထားတာเนาะအဲ့တော့ဒီနှစ်ခုပဲဖတ်ပါမယ်။ဖတ်ပြီးတော့ survive ကိုသွားပါမယ်เนาะ။ဘာဖတ်ပြီးတစ်ခါဖြေပါမယ်เนาะ။အဲ့တော့စဖတ်မယ် အာအဓိကကတော့ဒီဟာပေါ့နော်သူ့ရဲ့ perspective ပြောင်းလဲစေတဲ့ဟာဘူပဲလိုက်ရှာမှာပေါ့နော်ပုံလုံးတော့ဖတ်ဆရာမလို့ပေါ့ reading comprehension မှာအော်ဒါပေမဲ့ beginner နေတဲ့အတွက်ပါအာရှိရထားတဲ့အတွက်ကြောင့်မလို့တခြားကစပြီးဖတ်သွားမယ်ပေါ့နော်အဲ့တော့ဒါကတော့သူကစအဖွင့်ပေါ့နော် beginning ပေါ့နော်ဆိုတော့သူက intro လုပ်နေတာเนาะ when maria step into our grandmothers actually the air was thick with the smell of cedar and dust အဲတဲ့ဝင်လိုက်တဲ့အချိန်မှာအဲ့ဒီထပ်ဖို့နော်ခွာရထပ်ဖို့ဝင်လိုက်တဲ့အချိန်မှာဒီထပ်ဖို့ရဲ့ခါနော်ပုံနဲ့ဒီရရဲချက်ခုနဲ့နေရရဲ boxes tower around her like miniature skyscrapers နော်အဲ့အဲ့မှာရှိတဲ့တစ်တားကြီးနေရတယ် tower ဆိုအုံမိုးထားသူပဲသူ miniature skyscrapers အဲ multi-dimensional ကိုပဲပုံမထား each one a monument to some of some forgotten decade အလုံးဟာဒီလိုမိပြောက်ထားတဲ့ဒိမတ်ပစ္စည်းတွေပဲဒီတက်တာတော့ပါနော်ဒီတက်တာမှာပါ story နော် memory လေး uh live stream through a narrow window အော်ပြင်ပေါက်ချင်းချင်းလေးကနေပြီးတော့မှအင်းလေးဖြာနေတယ် catching dust knows that uh floated like tiny sparks in the in the air နော်အဲ့တော့ She hadn't expected to find anything remarkable. Only old quits. Uh, faded photographs. Maybe the toys her mother used to play with. Uh, to amaze her, she showed it. Not her love. Maybe the toys her mother used to play with. အဲဒီမှာ perspective နဲ့ပတ်သက်တာဘာမှမပါဘူးပေါ့နော် but something about the i the i took drew her in that afternoon သူတမင်လာဒီလာဒီနေ့ချင်းမှာတခုခုမျောလင့်ပြီးတော့ as if it had been waiting for her သူစောင့်နေတယ်လို့ပဲဆိုတော့ဒါစကကြီးပေါ့နော်ဒီမှာတော့ perspective ဆိုတာမပါသေးဘူးအာစက်ဖက်မယ် she knelt beside a large trunk at the far end of the room အဲ့မှာမှာ အဲတက်တာအကြီးတစ်ခုဒိနာမှာသူကဒူထောက်ထိုင်လိုက်တယ် it is brass slash was ban tarnish အဲသူရဲ့ဂျေးရောင်ဂျေးရောင်မဟုတ်ဂျေးပေါ့နော်ဂျေး mountain ဘုနေဘုနာတက်တာ mountain ဟာအရောင်ရော့နေ tarnish the leather crack တည်ရရတယ်တက်နေပြီနော်ဒီပုံစံသုံးထားလို့ when she looked at the lit home when I come a faint smell of lavender, lavender banana rose into the air twilight. As I wear neatly folded dresses, I am ma that the tamaro kapare with the stack of postcard postcard top bundle or yellow letters watching each day sa top no blue ribbon shit high. Uh, uh, Japan high or Maria's five. Yung Our grandmother had kept everything in perfect order, no? no? Even time is so. Uh, did he do a perspective down on the body? no, at first she thought she had seen it all, no? But a small object in the uh, sorry, at the bottom caught her eye. Do me long pants on like that, no? The die out a narrow envelope tied with a green ribbon.

စာလေးတစ်စာပေါ့နော်ခောက်ထားတဲ့ the handwriting one unmistakable မားစရာမရှိတာသူ့အဖွာပေါ့နော်လေ precise တိကျတယ် looping and calm ဒီနေနဲ့ red for the one who fights နော်ဒီစာကိုတွေ့ရလူ remember the courage often hides inside that is so da အာတိမ်ဆိတ်ငြိမ်ခြင်းမှာရှိနေတယ် trust yourself ကိုကိုယုံကြည်ပါ။ one the world seem လောက်ကဘာရဲ့အတန်နဲ့ရမ်းကျယ်လာတဲ့အခါကိုအတွက် ဒါပဲ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 ဆိုရဲဟာအတန်ကိုယ့်ရဲ့ဆန္ဒရဲ့ခြေလာတဲ့ဟိုမှာတတိယဒီမှာပဲ silence ပါပဲရှိတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ perspective နာတော့နီးနေပေါ့နော်ဆက်ဖတ်မယ် Maria read the words twice နှစ်ခါဖတ်တယ် then a third time သုံးခါဖတ်တယ် they seem to harm in the quiet active already တင်းနေနေတဲ့ထပ်ကူမှာ um, we really mean the word is Gloria, no courage. Sorry, no? She had always admired her grandmother's calm strength. No? Her grandmother, yeah, to that day, no? grandma, yeah. အဲဘယ်မှာရဲ့နော်တည်ငြိမ်နဲ့ strength လေးကို သူကမြင်ရင်နော် admire ဖြစ်တယ်နော်သူကသဘောကျတယ် but here was a glimpse of her inner world သူရဲ့အတွင်းကဘာလေးနဲ့ private encouraging and life to go ကိုပိုင်းကဘာလေးနော် encouraging နော်အားပေးရပြီးတော့ passion ရှင်းတန်နေတယ်ပေါ့နော်အဲ့တော့ဒီဒီစကလုံးတွေကနော် grandma ကိုသူကရှင်းညွှန်းတာပေါ့နော် No, she said back. No, now, Now plan time like that, letting the paper rest in her palm to your lapuarema, uh Savelli Ukaita. The note felt as if it was speaking directly for her too. Pione the way, so Otikawa, Tisa, Gigi, and she knows Lia too. Pione the way. For weeks, Maria had been struggling with a decision, and all around to what demand decision to cool. John can be so chao ken ni a decision so pye che cha whether to leave her small town to attend college uh myo myo a ni thot kha pi yo college tap po in in the city myo twa tet ya me everyone told her it would be a mistake to leave the alone wine dai bo no tha ma de di ha di ya ni ma twa ne bo too far yan we ye too expensive yan le si ji de too uncertain မသိကြအောင်မကြီးရအောင်ဝရဖို့ဆိုတာလည်းမသိကြအောင်မကြီးရအောင်ဘာဖြစ်မယ်ဆိုတာမသိဘူးဆိုပိုင်းတားနေသူကအဲ့မှာ သွားမလားမသွားမလားဖြစ်နေပါဘူးเนาะဘယ်နောက်အာ reading the letter စာဖတ်ပြရခမရှိ she could almost hear her grandmother's voice whispering through the silence เนาะသူလေးပြောနေသူအချင်းဟာ to be brave တဲ့เนาะသူ့ကိုတတိရှိဖို့အတွက်ပြောတယ်ဆိုတော့ဒါကဘာလဲဆိုရင်ဒါသူ့ရဲ့ perspective ကိုပြောင်းလဲစေတာပေါ့เนาะအဲ့တော့ဒါဒီ keywords ပဲပေါ့အဲ့ဒါဆိုဖြေလို့ရတယ်ပေါ့เนาะ အဲ့တော့ C ကအဖြေမှန်ပေါ့နော် what event changes maria perspectives or to discover and know written by uh, grandmothers ပေါ့ဒါပဲပေါ့နော် creator motivation pointers maria keep the envelope ကလည်းဖြေလို့ရပြီ to show it to her friend ဟုတ်တော့သူနော်တင်ထားတာပါလေ she feel strengthen ဘိုင်းဟာ grandmother message ထားပဲပေါ့နော်အဲ့တော့အဲဒီမှာ number 2ရဲ့အဖြေက ဘာဖြစ်မလဲဆိုရင်နံပါတ်2ရဲ့အဖြစ်က C ဖြစ်မယ်အမ် sorry um okay ဒါကြတော့3ရဲ့အဖြစ်က P ဖြစ်မယ်ပေါ့နော် she believe it will prove her grandmother wanted her to leave first her first see gene the problem မဟုတ် valuable မဟုတ်အဲဒီမှာဆက်ဖက်မယ်ပေါ့နော်ခုနအဖြစ်နှစ်ခုရပါဆို character traits ကိုလည်းဖတ်လို့ရတယ်သူ့အဖွာကလူလူစားမျိုးလဲ secretive and distant ဟုတ်လား secret တော်လိုဝတ်တက်ပြီးတော့ခစိမ့်စိမ့်နေတတ်တယ်ဘီကဆို predicted and imagined တဲ့လက်တွေ့ကြရဲဒါမဲ့စိတ်ကူးရှင်လို့မညာဘူးပဲเนาะမဖြစ်နိုင်တာဖြစ်ထုံးမယ်ပေါ့เนาะ see calm and quietly wise calm ဆိုတဲ့စကားလုံးကိုကျေတွေ့ခဲ့ပေါ့เนาะ calm เนาะဒီမှာအတော့ဒါပဲပေါ့เนาะအတော့ calm and quietly wise wise ဖြစ်တယ်เนาะညီထားတဲ့စကားလုံးမျိုးอ่ะ Let's see. Fearful answer, Diana, I'm a bill. Number five, God, creator, narrator, viewpoint. What does Maria realize at the end? No? You now, so my. Ha. Ha, the world power. So, now, so, Jama. name's Yame, ha, bono. Do Yame, ha, so, now, so, sa, Jama, she may. answer location, bono, answer location. The active host, the families, most valuable position my food and busy Takuma Her grandmother wanted her to sell the house in Yangtze and see She has the inner to face her future. No? Her Shushao, yes, I moved to her, that is she were Ah, she were it. Diaja, she must stay in her hometown, starting new marvel. No, Maria wondered if the message had been meant for her specific, specifically or simply အထူးဖြစ်စေတာလားရိုးရိုးပဲလားဟောပေါ့ anyone who might stumble upon ဒီဒီစာကိုတွေ့တဲ့လူတိုင်းဟာဒီစာသူတို့အတွက်အထူးဖြစ်စေလားဒါမှမဟုတ်ရိုးရိုးပဲလားတဲ့ either way ဘယ်လိုနည်းနဲ့ဖြစ် it reaches her at the exact moment she needed it more most เนาะသူကသူတကယ်လိုချင်တဲ့เนาะ courage ကိုဒီအချိန်မှာရသွားတာအဲ့တော့ she closed the umbrella gently ပိတ်လိုက်တယ်ဖြည်းဖြည်းလေး I slipped it into her pocket. Ada told her, if her, uh, she were carrying her, carrying her grandmother's voice with her, to to tu, quiet down to day was no, a steady warmth in her chest, no, we realized when she looked around, but later like the acted no longer seemed dusty or forgotten, no. no, maybe I can't. It was alive with memory and possibility, you know. Memory never to near my grandma, but I want to never to so get a little possibility tonight. Yes, or I do tema, no? But tonight is what I'm sure, no? As she descended the stairs, the gun is in line. So, the gun is in line. She might marry a post at the door to come one march. Now, yet, and look back once more. The light has shifted, spilling pool across the floorboard. ကျမ်းပြင်ပြသွားပြီเนาะအလင်းရွာရွှေရောင်နဲ့တောင်းနေရွှေရောင်ဆိုတာမျောလင်းချက်ပြီးကိုစားပြတယ် the moment felt almost sacred တကယ်ကိုတမိုးရှိတယ်เนาะ for the first time ပြမောင်တို့ she believe she might be strong enough เนาะသူအင်အားရှိသွားတယ် to step into the unknown เนาะ unknown ဆိုတာတကယ်ကိုအခါမှမရောက်ဘူးတဲ့နေရာပေါ့เนาะမရောက်ဘူးတဲ့နေရာကိုသွားဖို့အတွက်သူကအားရှိသွားပြီးရဲ့ဆိုတာက Now so Abono Aro. What does Maria realize? Yeah, family moves, valuable position, Mahoku Machinaiu, said the house low about inner strength of Ebono and no dual of her. Stay in her home down, Maro, so a team man be seated by her. Come on, number one question. Team, God, what is the uh central theme of this passage တပါကြောင်းလေအဓိကအကြောင်း family secret လာမဟုတ်ဘူးနော် courage ပေါ့နော် courage can be found in the in quiet determination နော် silence မှာ education and မဟုတ်ဘူး education အကြောင်းပြော active are places of discovery မဟုတ်အဲ့ဒါဆိုအပြည့်မှန်ပြီးဒီဖြစ်ပါတယ်အဲ့တော့ဒါက အာ reading comprehension မှာသုံးရမယ့် strategies လေးပေါ့နော် elimination method ကိုသုံးတဲ့ question ကိုအရင် ဖတ်တယ်ပြီးတော့ keywords တွေဒါအဓိကပဲ expectation နဲ့ predictability တွေလည်း reading comprehension မှာအဓိကဖြစ်ပါတယ်အဲ့တော့ GDRI reading comprehension တွေ literary test ကဲ question တွေကိုဖြည့်ဆိုတဲ့အခါမှာဘယ်လိုဖြည့်မလဲဆိုတဲ့ဟာအတွက်ကိုဒါလေးကသုံးမိမယ်လို့ထင်ပါတယ်နော်